ကမ္ဘာအန်ဒရယ်အများဆုံးအလောက်ကင်များဒီအလောက်တွေကအသက်ကိုလောင်းကြီးထပ်ထားရတာပါမျက်စိတမိတ်လျှက်တစ်ပြက်အတွင်းမှာပဲမထင်ထားနိုင်တဲ့အန်ဒရယ်တွေရောက်လာနိုင်လို့ပါပဲနောက်ပြီးဒီအလောက်တွေကတော်ရုံလိုလုံနိုင်ဖို့လည်းမလွယ်လှပါဘူးဘယ်လိုအလောက်တွေပါနေမလဲဘယ်လောက်တော့အန်ဒရယ်ရှိနေမလဲဆိုတာသိရအောင်ဗီဒီယိုလေးကို like ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ကုန်တင်သင်းမောင်းလုံချုံကြီးအဆောက်ပင်လယ်ပင်ဆိုတာအချိန်မရွေးအန်ဒရယ်ကြောက်ရောက်နိုင်တဲ့နေရာတစ်ခုပါ ဒါပေမဲ့ကောင်တော်ရဲ့အတွက်တော့အဓိကလိုအပ်နေတာရှေးကလေးကပါပဲ။ပင်လယ်ပင်တွေကအန်ဒရယ်တွေမှာမုန်တိုင်းတွေ၊လိုင်းတန်တွေအမျိုးအမည်မသိတဲ့တံတားတွေအပြင်ပင်လယ်ဓားတွေလည်းပါနေပါရီ။အဲဒီအတွက်လုံခြုံရေးစရာတွေလည်းလိုအပ်လာပါရီ။ဒီဓားတွေကကပတိန်ဂျက်စပယ်ရိုလိုရှေးအောင်ပုံစံတွေမဟုတ်ပါဘူး။ခေတ်သစ်ပင်လယ်ဓားအများစုကဆိုမာလီယာနဲ့နိုင်ဂျီးရီးယားနိုင်ငံတို့ကနေအများဆုံးလာကြတာပါ။သူတို့ကတင်မောကိုဝင်စီးပြီးတံမိုးရှိတာတွေဓားတိုက်တာရှိသလိုပြန်ပြီးဆွဲငွေညစ်တဲ့ကိစ္စတွေလည်းရှိပါရီ။ ေလန်ကူးကုန်တင်သင်္ဘောကြီးတွေမှာလက်နက်ကင်စောင့်နေထားပေမဲ့ဘေလန်ဓမြတွေကိုရင်ဆိုင်ဖို့ကလည်းတိတ်မလွယ်လာပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီဓမြတွေမှာလည်းခင်မီလက်နက်တွေရှိနေလို့ပါပဲ။တကြောဓမြအဖွဲ့ဆိုရင် AK47 မောင်းပြတဲ့နက်တွေ RPG တွေတောင်ရှိနေကြတာပါ။ နောက်ပြီးအဖွဲကလည်းထောက်ပါတယ်သူတို့ကမော်တော်ပုတ်တွေနဲ့တင်မောနာလှည့်ပတ်မောင်းပြီးအပေါ်တက်လို့ရအောင်ချောင်းနေမှာပါရောက်နေတဲ့နေရာကစေတမောတွေနဲ့ဝေးနေရင်တော့ကိုကြမှာကိုဖန်တီးရမှာဖြစ်ပါတယ်စေတနဲ့ဆက်တွေ့ရရင်တော့ဓမြတွေကလက်ဦးသွားမှာပါကုန်နေတင်မောပေါ်မှာအလုံးလို့ရတဲ့သူတွေကတော့ဓမြလေတွေကိုမြင်တာနဲ့တင်မောတစ်စီးလုံးကိုဘလိတ်စူးချိုးတွေနဲ့လိုက်ကာရပါတယ်ဓမြတွေမတက်လာနိုင်အောင်ပါ ဒါပေမဲ့ကောင်တီသမောင်းတွေကပေတထောင်လောက်ရှိတဲ့အတွက်ဗလိစုကျိုးတွေကိုမြ мян တက်ဖို့တော့လိုအပ်နေတာပါတင်မောင်းကြီးကအရန်ကြီးတဲ့အတွက်ဓမြတွေအတွက်တက်စရာနေရာများလုံးပါတယ်သူတို့ကမော်တော်ပုတ်တွေကိုမြ мян မောင်းပြီးတက်လို့ရအောင်ပတ်ချောင်းနေတာဖြစ်လို့အတော်လေးလဲတတိထားရတာပါတခါတလေမော်တော်ပုတ်၄-၅စီးအထိရှိပြီးအဲ့ဒီအဖွဲအကုန်လုံးကိုလိုက်တားဖို့ဆိုတာကလည်းမလွယ်လှပါဘူးဒီလနေ့ကမြင်သာတဲ့အချိန်မှာအဝိုင်းခံရတာကကာကွယ်လို့ဖြစ်နိုင်ပါသေးတယ်။ညဘက်မှာတိတ်တဆိတ်အဝိုင်းခံလိုက်ရရင်တော့ဓမြတွေကတင်မောပေါ်တက်ဖို့အခွင့်အရေးပိုရတော့မှာပါ။ နောက်ပြီးဒီတများတွေကရိုးရိုးတင်မောသားဆိုရင်တော့ Android တိမ်မပေးပါဘူးဒါပေမဲ့လုံခြုံရေးအဆောင်ဆိုရင်တော့နည်းနည်းပညာပေးသွားမှာပါပြီးတော့ဓများတွေကလက်ဦးသွားရင်လည်းအချိန်တွေကိုကြည့်ပြီးငြိမ်သိရင်ငြိမ်နေရပါတယ်မဟုတ်ပဲ Hero ထားလို့ရရင်တော့ဓများတွေရဲ့လက်ချက်ကိုမီသွားမှာပါဒီလောက်ကတလားကိုလာစာဒေါ်လာ2000ကနေ3000ကျရရဲဆိုပေမဲ့ Android ကိုတော့လက်ခံထားရတာဖြစ်ပါတယ်။တင်မောပံကပြင်ရင်ငုံသမားများ ေတမောရီနဲ့ကောင်းဒီတမောကြီးတွေမှာအစောင်းအောင်တချို့တက်တော်ကြီးမားတဲ့ပန်ကားကြီးတွေတက်ဆင်ထားကြတာပါဒီပန်ကားကြီးတွေရဲ့အရွယ်အစားကအချင်းပေ၄၀လောက်ရှိနိုင်ပြီးအလေးချိန်ကလည်းတန်တရာကျော်လောက်ရှိတတ်ပါတယ်ပြောရရင်အချိန်ပြင်းပြင်းလဲပတ်နေတဲ့ဒီပန်ကားတွေကဘာကုန်မစို့တစားစီဖြစ်သွားအောင်လုပ်နိုင်နေတာပါတခါတလေပင်လယ်ထဲခုံမောင်းနေရင်ဒီပန်ကားကြီးတွေရက်တန်သွားတာမျိုးတွေလည်းရှိပါတယ်အဲ့ဒီခါကျရင်ပြုတ်ပြင်းသမားကရင်ငုပ်ပြီးသွားဆစ်ဆေးရတာပါလောရင်ပြုတ်ပြင်းမှုကိုလည်းဆက်ပြီးဆောင်ရွက်ရပါတယ်ပန်ကားကပြက်ကျင်တဲ့အချိန်မှာပြတ်တာပါနေရီညရီမရွေးပါဘူး အလေးအောင်ရှိတဲ့အချိန်ဆိုရင်ကိစ္စအသေးမရှိပေမယ့်ညပိုင်းဆိုရင်တော့ဒုက္ခပိုများရပါတယ် နောက်ပြီးငမန်းတွေပေါ်တဲ့နေရာဆိုရင်တော့ပိုဆိုးသွားပါပြီ။တင်းမောပြတ်သွားရင်တို့ဘယ်နေရာမှာပဲရှိနေပါစေဒီလူတွေကပြန်ပြင်ပေးရပါတယ်။ဒီချိန်မှာပန်ငါချက်ချင်းကောက်ရတာမျိုးစားရအမားတွေလည်းဖြစ်တတ်ကြတာပါ။နောက်ပြီးတခြားမမြင်ရတဲ့ Android တွေလည်းရှိပါသေးတယ်။အဲဒီကိစ္စတွေကြောင့်ရေမောကိုပြန်မတက်နိုင်တဲ့ပြုပြင်သမားတွေလည်းအများကြီးရှိကြတာပါ။ဒီလူတွေကတစ်ခါတလေကြရင်ပန်ငါတလက်ကြီးတွေကြားတွေကနေရာချင်းချင်းလေးတွေကိုဝင်ပြီးပြင်ရတာတွေလည်းရှိပါသေးတယ်။ဘာမှမဖြစ်ခဲ့ဘူးဆိုရင်တော့ရေစီးကြောင်ပြောင်းလာတဲ့တို့ပြီးပြန်ထွက်လို့မရတဲ့ကိစ္စတွေလည်းရှိတတ်တာပါ။အဲဒီခါကျရင်ပါလာတဲ့အောက်ဆီဂျင်ကုန်သွား ပြီးအသက်ဆုံးရှုံးရတာတွေလည်းရှိပါတယ်။နောက်ပြီးပင်လယ်ရဲ့ရေပြာပြောင်းလဲမှုကြောင့်အဆုတ်တွေမခံနိုင်ဖြစ်ပြီးအသက်ရှူမရတော့တဲ့ကိစ္စတွေလည်းကြုံနိုင်တာပါ။တခုခုဖြစ်ရင်လည်းအော်ပြီးအကူအညီတောင်းလို့ကလည်းမရပါဘူး။ရေအောက်ထဲမှာဖြစ်လို့သူတို့ရဲ့အော်တန်ကိုလည်းဘယ်သူမှကြားမှာမဟုတ်ပါဘူး။သူတို့တွေကဒေါ်လာကိုဒေါ်လာ3000လောက်ရတတ်ပါတယ်။ဒါပေမဲ့ဒီ Android နဲ့ရှင်းလိုက်ရင်တော့တန်ရလားဆိုတာစဉ်းစားရမှာပါ။ဘုံရှင်းလင်းရေးတမား ဒီအလောက်ကဘလောက်တောင်အန်ဒရယ်များလိုက်မလဲဆိုတာကိုနာမည်ကြားလိုက်ရုံနဲ့တန်းသိမှာဖြစ်ပါတယ်။နောက်ပြီးဒီအလောက်ကရုပ်ရှင်တွေထဲမှာမြင်ရတယ်လို့ရုပ်ရှင်နေတာမဟုတ်ပါဘူး။ကျွမ်းကျင်မှု၊ယုံကြည်မှုရှိမှုနဲ့စိတ်ဓာတ်ကြံ့ခိုင်မှုတွေအများကြီးလိုပါတယ်။အသက်ဝင်နေတဲ့ဘုံတစ်လုံးကိုအသက်မဲ့သွားအောင်လုပ်နိုင်ဘူးဆိုတာမလွယ်လှပါဘူး။ဘုံတိုင်းမှာပေါက်ကွဲဖြစ်နိုင်မဲ့နီးလန်းတွေအများကြီးရှိနေလိုပါပဲ။နောက်ပြီးအဲ့ဒီနီးလန်းတွေကလည်းဘုံထောင်ခဲတဲ့သူရဲ့မာယာလိုက်ကွဲပြားတာတွေရှိနိုင်ပါသေးတယ်။ချိန်ကြိမ်ဘုံဆိုရင်ပူတော်ဆုံးနေတာပါဘုံအကြောင်းလေးလာခြင်းရမှာမဟုတ်တလို့စေရေးလည်းစဉ်းစားလို့ရမှာမဟုတ်လို့ပါပဲ ပြောရရင်သူတို့ရဲ့အလုပ်က50 50တောင်မဟုတ်ပါဘူး။အဲ့ထက်ရာခိုင်နှုန်းပုံနေပါတယ်။ဘုံပေါက်နိုင်တဲ့နီလန်းကဘုံရှင်းလင်းနိုင်တဲ့နီလန်းထက်ပုံများနေလို့ပါပဲ။လေးလာမှုတွေရတော့ဘုံရှင်းလင်းရေးကျွမ်းကျင်သူတွေကနောက်ပိုင်းမှာစက်ရောခါတော်ရတယ်လို့ဆိုထားတာပါ။သူတို့ကအလုပ်ဖုံးဝင်လာမှကိုတော့ကြောက်နေရတာဖြစ်ပါတယ်။လေချင်းကန်တွေလုံရတာကလည်းမလွယ်လှပါဘူး။ဘုံတန်ခံဝစ်စုံအနေနဲ့ကြိုတင်ကောက်ွယ်မှုတွေလှုပ်ထားတယ်ဆိုပေမဲ့မတင်ထားတဲ့ကိစ္စကအချိန်မရွေးဖြစ်သွားနိုင်လို့ပါပဲ။ဒီလူတွေကတစ်လကိုဒေါ်လာ1000လောက်ဝင်ငွေရှိပါတယ်။ဒါပေမဲ့ဘုံတလုံးဖြုတ်တော့မယ်ဆိုရင်အသက်ကိုလောင်းကြီးထပ်ထားရတာပါ။ မိုင်းတွင်းလောက်သားများမိုင်းတွင်းလောက်ကလည်းကမ္ဘာအန်ဒရယ်အများဆုံးထဲမှာပါပါရီးချင်းချင်းကြက်ကြက်နေရာတွေကိုအလားကျေးရှိတဲ့သူဆိုရင်တော့ဘာမှမလုပ်ရသေးခင်ပဲအသက်ရှူကြက်ပြီးဒုက္ခရောက်နေတာပါဒီအလုပ်ရဲ့ထူးခြားချက်ကတော့လုံချင်တဲ့သူရောမလုံချင်တဲ့သူတွေရောလုံနေရတာပဲဖြစ်ပါရီးဘာဖြစ်လို့လဲဆိုရင်ကမ္ဘာနေရာချို့မှာအတင်းကျပ်စေခိုင်းတဲ့မိုင်းတွင်းတွေရှိနေလို့ပါပဲဒီမိုင်းတွင်းတွေကအချိန်မရွေးပြိုကျနိုင်ပါတယ်တကယ်ပြိုကျခဲ့ပြီးလူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတဲ့ကိစ္စတွေကလည်းအများကြီးရှိခဲ့တာပါအဲဒီကမျိုးကြရင်အရှင်လက်လက်မြေမြုပ်ခံရနိုင်ပါတယ် ဒါရီမဲလားဆိုတော့မဟုတ်သေးပါဘူးမိသိနဲ့ကာဗွန်မိုနောက်ဆိုင်လိုအစိတ်ရှိတဲ့တန်းငွေတွေထွက်လာရင်တော့အသက်ရှူကျပြီးဒုက္ခရောက်မှာပါပိုကန်ဆိုရင်တော့အဲ့ဒီတန်းငွေတွေကမိသားနဲ့တွေ့ပြီးပောက်ကွဲမှုတွေဖြစ်လာနိုင်တာပါပဲ ်ကံကောင်းလို့ဒီကိစ္စတွေမကြုံဘူးဆိုရင်တော့လုပ်ငန်းဝင်မတော်တဆမှုတွေကိုကြုံရနိုင်ပါတယ်အလုပ်လုပ်ရတဲ့နေရာကအရန်ချင်းလုံးတဲ့အတွက်မတော်တဆမှုဖြစ်တဲ့နှုံးကလည်းအရန်များနေတာပါနောက်ပြီးကြောင်မီးသွေးမိုင်းလို့သားတွေပဲရွေးဖြစ်တတ်တဲ့ယောဂါတခုလည်းရှိပါတယ်အဲဒါကိုအစုံနဲ့ယောဂါလို့နာမည်ပေးထားတာပါကြောင်မီးသွေးမုန့်တွေကိုရှူမီးလို့ဖြစ်ရတဲ့ယောဂါပါပဲနောက်ပြီးဒီအလုပ်ကပတ်စံလေးများများဆဆမရပါဘူးမီးလုံးလဲသူများဒီလူတွေက6လမှတရပဲအလုပ်လုပ်ရပါတယ်။အဲ့ဒီတည်းကမှမီးလုံးတစ်လုံးလဲပေးုံနဲ့ဒေါ်လာ2000လောက်ရနေတာပါ။ ဟန်ကြလိုက်တာလို့တွေးမိရင်တော့မှားသွားပါလိမ့်မယ်သူတို့ကပေ1500လောက်မြင်းနဲ့ဆက်သွေးတာဝါရန်ထိတ်ကမီးလုံးကိုသွားလဲပေးရတာပါအမင်းကြောက်တဲ့သူတွေဆိုရင်တော့ဒိုင်ဘော်တက်နေတော့မှပဲမေးသွားမှာပါ။ဒါဝရိုင်ဘော်တက်ရတဲ့တောက်လျှောက်ကလည်းအရန်တတိထားရပါတယ်။ခြေတလန်းမားသွားတာနဲ့အန်ဒရယ်ကိုတွေ့ရမှာပါ။လုံညိုရင်စီမံတွေရှိတယ်ဆိုပေမဲ့အရန်ကြီးအာမခံလို့တော့မရပါဘူး။ဒိုင်တက်ကိုရောက်လာရင်အခြေအနေကပိုဆိုးသွားပါလိမ့်မယ်။လေတိုင်တုံးကပိုပြင်းထန်လာနိုင်တယ်လို့မုံတိုင်းထဲမှာတို့ရင်တော့ကန်ဆိုးတဲ့အခြေအနေရောက်သွားမှာပါ။ နောက်ပြီးဒီတာဝါရန်ကဘိုအားရမ်းမြင့်တာကြောင့်လျှက်စီရှော့ဖြစ်တာတွေလည်းရှိပါသေးတယ်။အမားရွေးလေးတစ်ခုကဓာတ်လိုက်ပြီးနှလုံးရက်သွားတဲ့အထိလည်းဖြစ်နိုင်နေတာပါ။တခါတလေမီးလုံးလဲတဲ့သူကအပေါ်ရောက်နေတော့အောက်ကနေမီးလောင်တာတွေလည်းရှိနိုင်ပါသေးတယ်။အဲဒီခါကျရင်ပြန်ဆင်းလို့ကလည်းမရတော့ပါဘူး။လောက်ရမှာကမီးငယ်အောင်ဆူတောင်းဖို့နဲ့ရဟတ်ရင်နဲ့လာခဲ့တာကိုစောင့်နေပို့ပါမယ်။ကရိမောင်းသူများ ကရိမောင်းသူတွေကသူတို့ရဲ့ကေဘယ်ခန်းထဲမှာအလုံးလုံးရတာဖြစ်လို့လုံခြုံတယ်လို့ထင်ရပေမယ့်ပြန်စင်းစားကြည့်ပါကရိတွေကတခါတလေတန်တရာကြိုးကိုမနိုင်နေမှပြိုကျတာတွေလည်းရှိတတ်တာပါနောက်ပြီးတခါတလေကြာရင်ဓာတ်ကြိုးတွေနဲ့မလွတ်လို့လျှက်စေးလျှော့ဖြစ်ပြီးဒေဆုံးရတာတွေလည်းရှိနေပါတယ်ဒီလိုဖြစ်ပြီးတမ်းမလိုက်ရင်တော့မှကရိမီးလောင်လို့ဘယ်ပြေးရမှန်းမသိရတဲ့ကိစ္စတွေလည်းကြုံနိုင်တာပါနောက်ပြီးအပေါ်မှာကရိမောင်းနေတော့မိုးရွာလို့မုန်တိုင်းတိုက်လို့ဆိုရင်လည်းပြန်စင်းဖို့ခက်လာပါတယ် ဒါပြင်ဒီအလောက်ကအမြင့်ကျောက်တက်တဲ့သူတွေအတွက်လည်းအဆင်မပြေလှပါဘူး။ကရိမောင်းတဲ့ဒီလူတွေကတော့ဒလားကိုဒေါ်လာ9000လောက်ဝင်ငွေရှိနေတာပါ။ဒါပေမဲ့သူတို့အလောက်ကလုံခြုံမှုဆိုတာနဲ့တော့အလန်းဝေးနေတော့မှာပဲ။စီးပွားဖြစ်ငါးဘန်သမားများပယ်လင်ဟာမာယာများလာပါလေ။ကျောက်စီယာအန်ဒရယ်ဇိုးကြီးကိုအချိန်မီခေါ်လာတက်လို့ပါပဲ။ငါးဖန်တဲ့ကိစ္စကအရင်ကတည်းကအန်ဒရယ်များခဲ့တာပါ။အပျော်ငါးဖန်တဲ့သူတွေအတွက်ကိစ္စသိမရှိပေမယ့်စီးပွားဖြစ်ငါးဘန်လေးပေါ်မှာပါသွားပြီဆိုတော့ဘေးကင်းတက်တာဖို့မျှော်လင့်လို့မရပါဘူး။ ဘိုးဆိုရာကဒီအလုပ်ရဲ့တည်ဆုံးမှုတုန်းကလည်းအရင်မြင့်နေပါရီတခြားအလုပ်တွေထက်အန်တွေကြောက်ရောက်နိုင်ကြီး23ရာခိုင်နှုန်းလောက်ပိုများနေတာပါသူတို့တို့ကမုံတိုင်းဆိုရင်လည်းရှောင်းတိန်ခွင့်နေပါလာပါရီပင်လယ်ထဲထွက်လာတဲ့ရေရကြဲကူကငါးမြများဖမ်းမိရဖြစ်တဲ့အတွက်နေဘူးမရှောင်မိုးရမရှောင်အလုံးလုံးကြရတာပါဒီကြားထဲဖိနှိပ်ဆက်ဆံတဲ့လေနဲ့တွေ့ရင်ပိုဆိုပါသေးတယ်မုံတိုင်းမတားရင်တော့ပြင်းထန်တဲ့လိုင်းလုံးကြောက်ရေထဲပြုတ်ကျနိုင်ကြလေရှိနေတာပါကဲဖို့လွယ်ရင်ကဲတင်တာခံရနိုင်ပေမဲ့ခက်ရင်တော့ဒီအတိုင်းပြစ်ထားခံရမှာပါ ငါးပန်းသမားတွေရေထဲပြုတ်ကြပြီးဘယ်လယ်ထဲမှာအထားခံရတဲ့ကိစ္စတွေကလည်းတူးနေသေးပါပဲ။နောက်ပြီးအများစုကအသက်ကြီးအင်ကြီးဆိုတာလည်းမဝစ်ကြရပါဘူး။ဒီကြတဲ့မတန်တဆလည်းအခိုင်းခံကြရတာပါ။ငါးပန်းသမားအများစုကအေးပြတ်တဲ့တန်ကိုခံကြရပါရည်။အဲဒါကြောင့်သူတို့အတွက်ပင်မနွမ်းနေမှုဆိုတာအမြဲတန်လျာလည်းနေရတာပါ။တခါတလေအဖွဲလိုက်ဒုက္ခရောက်ရတဲ့အခြေအနေတွေလည်းရှိတတ်ပါသေးတယ်။အရိခါမျိုးကြရင်ချက်ချင်းရောက်လာပြီးကဲမဲ့သူတွေကလည်းမရှိပါဘူး။ အဘေးကျန်းတဲ့၅ဖန်တင်မောပေါ်မှာအလုံးလုံးရင်တော့ဒလကိုဒေါ်လာ9000လောက်ရတတ်ပါတယ်။ဒါပေမဲ့အများစုကတော့အဲ့လောက်မပေးကြပါဘူး။နောက်ပြီးတင်မောပေါ်မှာဖိနေဆက်ဆန်နာတွေကလည်းရှိနေပါသေးတယ်။တောင်ပေါ်ဘတ်စကားမောင်းသူများ တောင်မဘတ်စကားမောင်းတာကတခြားနေရာတွေမှာဆိုရင်တော့အန်ဒရယ်သိမ့်မရှိပါဘူး။ကျွမ်းကျင်မှုနဲ့လုံခြုံအောင်မောင်းသွားလို့ရပါတယ်။ဒါပေမဲ့လီမာမြို့ကိုသွားတဲ့ဒီလမ်းကြောင်းကတော့မဟုတ်ပါဘူး။ဒီလမ်းကိုအမှတ်1258လို့ခေါ်ပါတယ်။ကမ္ဘာအန်ဒရယ်အများဆုံးဘတ်စကားလမ်းကြောင်းပါပဲ။ဘေရိုးနိုင်ငံရဲ့အန်တီတောင်နှင်းတွေကြောင်းကနေဖြတ်ပြီးမောင်းသွားရတာပါ။တောင်ငမ်းမပေးမှပေါက်ထားတဲ့လမ်းတွေကအရန်ချင်းသလိုအကာရန်တွေကလည်းမရှိပါဘူး။ကားတစ်စီးတောင်မှမင်းမောင်းနေရတာပါ။ မျက်နှာချင်းဆိုင်ကားနှစ်စီးတွေ့ရင်ဘလို့မှရှောင်လို့မရပါဘူး။ကားတစ်စီးတည်းမောင်းရင်တော့အစွန်ဘေးတွေကတောင်ကမ်းမရန်နဲ့ကွက်တီလောက်သွားကြနေတာဖြစ်ပါရည်။နောက်ပြီးဒီလန်းကအချိန်မရွေးလဲမီပြိုနိုင်ပါသေးတယ်။လမ်းပေါ်ကချုပ်ပြီးအောက်ကိုကြာသွားတဲ့ကိစ္စတွေလည်းရှိတတ်တာပါ။အရန် AB မြူရီဆိုင်နေနေဆိုတော့ကားဆရာတွေဇောချွေးပြန်ရနေနေပါပဲ။ဒါလောက်အန်ဒရယ်များတဲ့လမ်းဆိုပေမဲ့ကားထွက်တာနဲ့ခရီးသည်တွေအပြစ်လိုက်ကြတာပါ။ဒီကားနဲ့မှမလိုက်ရင်မရောက်နိုင်လို့ပါပဲ။ လမ်းမတစ်ခုခုဖြစ်ခဲ့ရင်လည်းအကူအညီကတော်ယုံနဲ့ရောက်လာမှာမဟုတ်ပါဘူးအဲဒါကြောင့်ဒီလမ်းကိုတင်မင်းတမန်လမ်းလူတော်နဲ့ပဲပေးထားရတာပါဒါပေမဲ့လည်းအဲဒီမှာနေကြတဲ့သူတွေကတော့ဒီပတ်စကားကိုပဲအားကိုးနေရတော့မှာပဲကိုရန်တော်များကိုရန်တော်အလုပ်ကအထင်ကြီးစရာကောင်းပေမဲ့အန်ဒရယ်ကတော့စက္ကန့်တိုင်းမှာရှိနေတာပါအထူးသဖြင့်အစိမ့်အရာရှိတွေရဲ့ကိုရန်တော်ဖြစ်ရရင်အန်ဒရယ်ပိုရှိပါတယ်နောက်ပြီးတိုက်ခိုက်ရေးကျွမ်းကျင်ဖို့လိုအပ်တယ်လို့တိုင်းငံမျိုးလုံးတွေလည်းရှိရတာပါသူတွေအလုပ်ကတိုက်ခိုက်ဖို့တော့မဟုတ်ပါဘူးကာကွယ်ပေးဖို့တတ်တတ်ပါပဲအဲဒီတော့လည်းပြင်ဆင်ထားရတာတွေရှိပါတယ် ဒါပေမဲ့တခါတလေကြာရင်တော့သူတို့ရဲ့အသက်ကိုပါရင်းပြီးကောက်ွယ်ပေးရတာပါနောက်ပြီးသူတို့မှာကိုပိုင်ချင်းဆိုတာကလည်းရှားပါလာပါတယ်တတိဆိုတာကလည်းအမြဲရှိနေရတာပါဒီအလောက်ကကိုတာဝန်ယူထားရတဲ့လူပုံမူတည်ပြီးဝင်ငွေကွာခြားမှုရှိပါတယ်ဒါပေမဲ့ဝင်ငွေပိုကောင်းရင်တာဝန်ပိုကြီးပြီးအန်ဒရယ်ပိုရှိနေတာပါပဲမိုးမြော်တိုက်ဆောက်လို့ရေလောက်သားများ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကလည်း annual တွေနဲ့လက်တကန်းမှာရှိနေတာပါအထူးသဖြင့်အထက်မြင့်အစားအုပ်တွေဆောက်လုပ်တဲ့အခါပုံစိုးပါရီလုပ်ငန်းခွင်တွေမှာလုံခြုံရေးအစီအမံတွေရှိကြပေမဲ့တချို့ကမလုပ်ကြပါဘူးအဲဒီခါကျရင်အမားအယွန်းလေးတစ်ခုကနေဒုက္ခရောက်သွားနိုင်ပါတယ်နောက်ပြီးရုတ်တရက်တိုက်လာတဲ့လေနီကျန်းတွေကိုလည်းကြောက်နေရတာပါ အလောသမားတို့ကကိုကိုကိုယုံကြည်မှုလွန်ကဲပြီးလုံခြုံရေးထိန်းချိုးတွေကိုအမြဲမတက်ထားပါဘူးဒီလိုအခါမျိုးမှာဟန်ချက်ပြတ်တာဖြစ်ဖြစ်မူးမိုက်သွားတာပဲဖြစ်ဖြစ်လေချမ်းချမ်းနဲ့တွေ့ရင်ပဲဖြစ်ဖြစ်ပြုတ်ကျပြီးဒုက္ခရောက်နိုင်ပါ रे နောက်ပြီးလုပ်ငန်းခွင်မတော်တဆမှုတွေကလည်းတတိထားနေတဲ့ကြားကအမြဲဖြစ်တတ်တာပါဒါအပြင်အလောသမားတယောက်ယောက်ရဲ့အမားကအားလုံးအတွက်ကန်ဆိုးမှုလည်းဖြစ်သွားနိုင်ပါ रे ပြောရရင်ဒီအလောက်ကလုပ်ငန်းခွင်တွေကအားလုံးရဲ့အသက်ကိုစူပေါင်းဆက်ပေါင်းလောင်းကြီးထပ်ထားတယ်လို့ပါပဲမွေစိတ်ထုတ်သူများ ဒီအလုပ်ကိုလုပ်တဲ့သူတွေကကျွမ်းကျင်ရင်စင်တွေကြီးပါပဲဒါပေမဲ့သူတို့လည်းအန်ဒရီမကင်းလာပါဘူးအရာတော့မွေစိတ်ထုတ်တဲ့အလုပ်ပါပဲမွေစိတ်ဖြည့်ဆည်းဖို့ဖို့ဖြစ်ပါတယ်လောက်ရမှာကတော့မွေကောင်းကိုတိတိကျကျကိုင်းဖန်ပလင်းတွေကိုကောင်းထည့်ပြီးအစိတ်တွေညှစ်ထုတ်ရမှာပါပြောရတာလွယ်တဲ့လောက်လုပ်ရတာတော့ခက်ပါတယ်ကျွမ်းကျင်သူတွေတောင်မွေစိတ်ပြီးလို့လက်ချောင်းတွေဖြတ်လိုက်ရတဲ့ကိစ္စတွေလည်းရှိလို့နေတာပါဘာဖြစ်လို့လဲဆိုရင်မွေစိတ်မပြတ်အောင်ပါပဲ တချို့မွေစိတ်တွေဆိုရင်စက္ကန့်ပိုင်းအတွင်းစင်ကောင်ကိုဘုံဘုံလဲသွားတော့တဲ့အထိကိုပြင်ပါလေတကယ်တော့ဒီအလောက်ကဝင်ငွေလဲဒီလောက်ကောင်းတာမဟုတ်ပါဘူးဒါပေမဲ့မွေစိတ်ဖြည့်ဆည်းဖို့ဖို့အတွက်တော့မဖြစ်မနေလိုအပ်နေတာပါလောက်ပေးတဲ့သူတွေရှိတာကိုပဲကျေးဇူးတင်နေရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲတင်တာဆိုရင်ဒီအလောက်တွေတဲကတခုခုကိုမဖြစ်မနေရွေးရမယ်ဆိုရင်ဘယ်လောက်ကိုရွေးမှာပါလေအဖြစ်လေးကိုကောမန့်မှာမျှဝေပေးသွားလို့ရပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်